ချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်မနေ့ညကတနင်္ဂနွေနေ့ညညနေပိုင်းမှာဘာစီလိုနာကလာလီဂါရဲ့ဒီပြောမဆွင်သူတို့ကလက်စီမာတာအမတ်ပေးစရာအနေထားမှာလုနေတဲ့အနေထားပေါ့နော်ပြောမဆွင်ဒီနှစ်ကလည်းအားလုံးသိတဲ့အတိုင်းလာလီဂါကအကျိတ်နဲ့စီးနေတယ်ဒီလိုအနေထားမှာထိတ်တိုက်အသင်းကြီးနှစ်သင်းတွေ့တယ်ဘာစီလိုနာနဲ့အက်လက်တီကိုမက်ဒစ်ဒါကစားရအင်မတန်ခတ်တဲ့အက်လက်တီကိုရဲ့ကွင်းမှာဘာစီလိုနာကသွားရောက်ဆင်ပြေကစားရတဲ့ပွဲဖြစ်တယ်ဘလို့မဆိုဘာစီလိုနာကဒီနှစ်မှာအက်လက်တီကိုနှစ်ကျိတ်ထိတ်တိုက်တွေ့ဆုံကစားခဲ့ပြီပါဂါရဲ့ကွင်းမှာပဲကစားတယ် နှစ်ချိန်လုံးမှာဘာစီလိုနာကတပွဲကတော့စုံတယ်2-1နဲ့လာလီကာပွဲစဉ်နောက်တပွဲကတော့ကျွန်တော်တို့ဒီစပိန်ပြင်ဖလားစီမီဖိုင်နယ်ပထမကြော့ပွဲစဉ်မှာကျတော့4-4ဆိုတဲ့ရလနဲ့တည်ကြသွားတယ်ဒီနေ့ပွဲမှာလည်းဒါကစားခတ်တဲ့ဒီကိုရဲ့ကွင်းမှာဘာစီလိုနာကလာရောက်ဆင်ပြိုင်ကစားခဲ့ရတယ်ဒါကဘာစီလိုနာတော့ကျတော့ပွဲစဉ်က28ဖြစ်တယ်ဒီနေ့ထားမှာတီကိုကတော့ဒါ28ကစားတာပြီးတော့မှရန်မတ်ကပွဲစဉ်28ကစားပြီးတော့မှလက်စီမှာရန်မတ်60နဲ့အဆင့်1မှာရှိတယ်။ဘာစီလိုနာကတော့ဒါဒုတိယနေရာနေအသင်းပေါ့ ဒီလိုအနေထားမှာဘာစီလိုနာနဲ့ဒီကိုထိုက်တိုက်တွေ့ဆုံတဲ့အနေထားမှာဘာစီလိုနာဒီနေ့ပွဲမှာကျတော့သူရဲ့ line up အနေနဲ့အကောင်းဆုံးလူစင်းနဲ့ပဲပွဲထွက်တယ်။သူရဲ့နောက်ဒီကိုသမားဆက်စနီပုံမှန်ပွဲထွက်တယ်။ပြီးတော့မှကျွန်တော်တို့ဒီနောက်ခံကစားသမားနဲ့ဂျူကွန်ဒေးရဲ့မာတီနက်ရဲ့ကူပါစီရဲ့ပြီးတော့မှဘဲဒေးရဲ့ဒါသူရဲ့အဓိကကစားသမား၄ယောက်ပွဲထွက်တယ်။ပြီးတော့မှဒီကျွန်တော်တို့ဒီကွင်းလက်မှာကျတော့ Frankie ဒီချောင်းကဒီနေ့ပွဲမှာသူရဲ့အစအိမ်နည်းနည်းဝေဒနာခံစားနေရတဲ့အတွက်သူ့ကိုခြံခဲ့ပြီးတော့မှသူ့အစကျွန်တော်တို့ကကာဆာဒုံနဲ့ပွဲထွက်ပြီးတော့မှဘတ်တူရဲ့ဒန်နီအိုမွေပွဲထွက်လာ ပြီးတော့မှတိုက်စီရတော့ပုံမှန်တိုင်းပဲကျွန်တော်တို့လီမိုရော့စကီထောင်ကစားတယ်ပြီးတော့မှရာဖီညာနဲ့ရာမန်ဒီကစားပုံကဘာဆိုနာရဲ့အကောင်းဆုံးလိုင်းနပ်လို့လည်းကျွန်တော်တို့ပြောလို့ရတာပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဖရန်ကီဒီချောင်းတယောက်ပဲကြံခဲ့တဲ့အနေထားဒီပုံစံနဲ့ပွဲထွက်ပြီးတော့မှဒီကိုအစဉ်ပြန်ကစားခဲ့တယ်ဒါပေမဲ့ပထမပိုင်းတစ်ပိုင်းလုံးကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့ဘာဆိုနာကချန့်နေရတယ်အပိုင်ခွင့်ရည်၃၆ခွင့်နေရတယ် လာမယ့်ရမှာပွဲစားပြီး၄မိနစ်မှာရတဲ့အပိုင်းခွင့်ရင်လေးဝဲချော်တာကဒါကျွန်တော်တို့ရဲ့လုံးဝနှမျိုးစရာကောင်းတဲ့ခွင့်ရင်ပေါ့နော်လုံးဝကိုသိတဲ့လုံမျိုးတွေပြီးတော့မှကျွန်တော်တို့ရဲ့တစ်ဖက်ကလီမိုနော့စကီ လီဘရော့စကီကနောက်ပိုင်းပွဲတော်တော်များမှလည်းကျွန်တော်အားလုံးသိတဲ့အတိုင်းပဲသူကနဲ့အသက်အရွယ်ကလည်းစကားပြောလာတဲ့အနေထားရောက်ပြီးဒါပေမဲ့လည်းသူ့ရဲ့အပိုင်ခွင့်ရေးလေးတွေကိုတချို့နေရာမှာတော့သူအကောင်းဆုံးနေထားမှရှိတယ်။ဘာကြောင့်ဆိုတော့ဒီဘောလုံးဆင်းယူတဲ့နေရာတွေနေရာယူမှုတွေဒီလိုပိုင်းမှာတော့လီမွန်ဒော့စကီကသုံးလို့ရသေးတယ်။ဒါပေမဲ့တချို့အပိုင်ခွင့်ရေးတွေပေါ့နော်ကျွန်တော်လုံးဝဂိုးနိုင်တဲ့အနေထားမျိုးတွေကိုလွဲချော့နေတာကနောက်ပိုင်းပွဲဆက်တိုက်တော်တော်များပဲကျွန်တော်တွေးခွင့်ရခဲ့တယ်။ဒါပေမဲ့လည်းလီမွန်ဒော့စကီဒီပိုင်ခွင့်ရေးလွဲချော့တယ်ပထမပိုင်းမှာဒီလိုနဲ့ကျွန်တော်တို့ကဒီလီမိုရော့စကီလွဲချော့ပြီးတဲ့နောက်မှာပဲကျွန်တော်ပထမကိုစပေးရတာဒီကိုကတော့ကျွန်တော် အင်မတန်ကြိုက်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ဒီအာဂျင်တီးနားကစားသမားဂျူနီယာအေဗာဒတ်ဘာစီလိုနာနဲ့တွေ့တာအများအနောက်ပိုင်းပွဲတွေမှာဒုက္ခပေးတဲ့ကစားသမားပေါ့နော်သူကကျွန်တော်တို့ဘာစီလိုနာကိုဒီပထမပိုင်းမိနစ်40ကျော်မှာစပြီးတော့မှဥဆောင်ကိုသွင်းတယ်ဝမ်ဇီဆိုတဲ့ရလာနဲ့တီကိုကပထမပိုင်းပြီးဆုံးခဲ့တယ်ဒါကတီကိုရဲ့ဒီ442ဆိုတဲ့ကစားပုံကလည်းဒီနေ့ပွဲမှာအင်မတန်မကောင်းတယ်ဒါကတီကိုကလည်းဒီကွာကစားလာတဲ့နှစ်ပေါက်ကြပြီးသူတို့ကလည်းကောက်တာအဓိကချောင်းကစားတဲ့သင်စတိုင်မျိုးပြီးတော့မှဘာစီလိုနာရဲ့ကျွန်တော်တို့ဒီ highlight ကို လုံးဝဘယ်လိုလဲသူကစားရမယ့်ကစားဖို့နီးစနစ်မမှန်ကိုဆမ်ပူနီအကောင်းဆုံးအင်စာလောက်ရတဲ့စတိုင်မျိုးတကယ်လည်းကောင်းတယ်ဒီကောကဘာစင်နိုရဲ့ဒီ highlight အမြင့်တဲ့ဘယ်လိုလဲဖိတ်ပြပြီးတော့မှတဖက်လူကစားသမားတယောက်ကအထွက်ပြတယ်ပြီးတော့မှတဖက်တယောက်ကထွက်ပြေးလာတယ်ဒီလိုစတိုင်နဲ့လုံးဝဒုက္ခပေးတဲ့စတိုင်မျိုးနဲ့ဘာစင်နာကစားခဲ့တယ်သူကစားခဲ့တဲ့ပုံစံတော်တော်များကလည်းဘာစင်နာကိုခတ်တွေးစေခဲ့တယ်ဒီလိုနဲ့ပဲကျွန်တော်တို့ကပထမပိုင်းမှာ1စီးနဲ့ဆုံးတယ်ဒါအားလုံးလည်းဘယ်လိုလဲတိတဲ့အချိန်မှာနော်ဒီကိုကလည်းတုံတန်ကိုပေးပြီးရင်ပြန်စူးဖို့ဆိုတာမလွယ်တဲ့သင်စတိုင်မျိုး ဒါနဲ့ကျွန်တော်တို့ပွဲပြန်ဆရတယ်ဒုတိယပိုင်းမှာလည်းဒီတိုင်းပဲဆက်ပြီးတော့မှဖိအားပေးကစားတယ်ဘာဆိုနာကအဲ့ဒီချိန်ထိကျွန်တော်ပြောချင်တာမိနစ်80လောက်ထိကိုဘယ်လိုလဲဥတီချက်မဲ့နေတဲ့အင်းစတိုင်မျိုးဖြစ်နေတယ်ကစားပုံကြည့်မယ်ဆိုလည်းမမယ်ရမရှိနေဘူးတိုင်ပတ်နေတယ်ဘာဖြစ်လို့ဖြစ်နေမှမသိဘူးကစားပုံလည်းလိုအပ်ချက်တွေရှိနေသေးတယ်ဒီနေရာမှာကျွန်တော်တို့ကစားတော့လည်းချိန်မပေါ်ဘူးဒီနေရာမှာကျွန်တော်တို့လိုအပ်တာက Frankie ဒီချောင်းတို့လိုကစားသမားမျိုးတွေဘောလုံးထိတ်သိမ်းနိုင်တဲ့ကစားသမားမျိုးတွေကျွန်တော်တို့လိုအပ်ခဲ့တယ်ဒါပေမဲ့ဒီချောင်းမပါလာတော့လည်းကျွန်တော်တို့ကစီးတဲ့ကစားသမားနဲ့ပဲဆက်သွားနေရတဲ့အနေအထားဖြစ်တယ် ဒီလိုနဲ့ဆက်စားနေမှာကျွန်တော်မိနစ်80ရောက်ကနေမှတခါနောက်ထပ်တစ်ချိန်ပေါ့နော်ဒါပထမ Google ကြတော့ကျွန်တော်တို့ရတဲ့အပိုင်ခွင့်ရကိုအသုံးမချနိုင်ရနေပြန်သွားပြီးတော့မှကျွန်တော်တို့က Go ပေးရတဲ့ style မျိုးကျွန်တော် Go ရကန်နီဖြစ်ခဲ့ပြီးမှမှပြန်တက်သွားတဲ့ကျွန်တော် Go မကိုမဝင်ဘူးပိုင်ခွင့်မဝင်ဘူးနောက်ပိုင်းပြန်တက်သွားတဲ့လောကနေပထမ Go ပေးတယ်ပြီးတော့မှကျွန်တော်တို့ဒီဒုတိယ Go ကြတော့လေဒီတိုင်းပဲကျွန်တော်တို့ဒီကိုယ့်လက်ကစားသမားပတ်တွေ့ရဲ့လူပေးတဲ့နေရာမှာတစ်ဖက်ကကစားသမားကလက်ထိတယ်လက်ထိပေါ်လုံးဝအမြင်မြင်တတားရို့လက်ထိတဲ့အနေထားဖြစ်ခဲ့တယ် ဒီနေထားနေမှာသူကအတိုင်ကဖောင်းမမပေးဘူးလက်ပြပြီးတော့လက်တွေထောင်ပြီးတော့တောင်းဆိုတဲ့အနေထားဒီဖောင်းမမပေးဘဲနဲ့အဲ့ဒီကနေဆက်သွားနေရင်မှကျွန်တော်တို့ကဒါဘလို့လဲဒီကောင်တာပြန်တက်သွားပြီးတော့မှဒီအေဗာလက်စာလူစားဝင်ကစားသမားဆာလောကထပ်ပြီးတော့စပင်သွားတယ်ပြောမှဆိုဆာလောဆိုတဲ့ကစားသမားလည်းဘာဆိုလဲတွေ့တဲ့ပွဲတိုင်းကိုနော်နောက်ပိုင်းပွဲ၃ပွဲလုံးကျွန်တော်ဦးကြည့်မယ်ဆိုရင်ထိုက်ဆို2-1နဲ့ဆုံးတဲ့ပွဲမှာလည်းသူ goal နဲ့ဆုံးတယ်ဒီ4-4ပြန်ဖြောက်ရတဲ့ပွဲမှာလည်းသူ goal တွေနဲ့4-4ပြန်ဖြစ်တယ်အခုပွဲမှာလည်းဝင်လာပြီးခဏပိုင်းမှာပဲကျွန်တော်တို့ဘာဆိုလဲ goal ထပ်သွင်းတယ် ဒါကကျွန်တော်ပွဲချင်ရမိနစ်80စနေပြီဒီလိုနေထားရောက်လာပြီကျွန်တော်2ဇီနဲ့စုံပြီပုံမှန်ဆိုရင်ယနေ့တည်းဆိုကျွန်တော်ဒီလိုအချိန်မျိုးမှာကျွန်တော်အဲ့ချင်အိတ်လိုက်တော့မယ်ဘာကြောင့်ဆိုညီနက်ပွဲလည်းဖြစ်တယ်နောက်နေ့ဆိုကျွန်တော်တို့ကလှုပ်တွေပါတစီတဲ့နေထားမျိုးမှာဆိုရင်အိတ်လိုက်တော့တယ်ဘလို့လဲညလုံးစရာမရှိတော့လေ2ဇီဖြစ်သွားပြီတီကိုလို့အသိကိုဒါပေမဲ့ကျွန်တော်တို့ကပြီးသွားတဲ့စပိန်ဘီယံဖလားမှာလည်းအလားတူပုံစံမျိုးကျွန်တော်ဖြစ်ခဲ့ပူတယ်2ဇီနဲ့ပွဲဆက်စချင်း5မိနစ်6မိနစ်မှာပဲကျွန်တော်2ဇီနဲ့စုံတယ်ပြီးတော့မှဘာစီလိုနာက2-4ဆိုတဲ့ရလနဲ့ပြန်လာနိုင်ခဲ့တယ် ဒါပေမဲ့လည်းနောက်ပိုင်းလူစားလဲမှုအမားတချို့နဲ့ဒီကစားသမားတွေရော့ရဲမှုတွေကြောက်ပဲဘာစလိုနာက4-4ဆိုတဲ့ရလက်ဖြစ်သွားတဲ့အနေထားမျိုးကြုံလာမှုတော့ဒီနှစ်ပွဲမှာလည်းဘလို့မဆိုဘူးဘလို့လဲဒီနှစ်နောက်ပိုင်းနေမှာပေါ့နော်ဘာစလိုနာကဒီလိုဂိုးပြတ်ဆုံးနေသည့်တိုင်အောင်ပြန်လာနိုင်သေးတယ်ဆိုတဲ့အသိစိတ်လေးတခုကတော့ကျွန်တော်တို့မှရှိတယ်ဒါနဲ့ပဲပွဲကိုဆက်ကြည့်ဖြစ်တယ်ယုံလဲယုံကြည်တယ်ဒီအနေထားမှာတူတူဆုံးနေတဲ့အနေထားမှာကျွန်တော်နီပြဟန်စီဖီလစ်ကိုရိုက်ပြတော့လေလောကမျက်မှောင်ကြီးညည်းနေပြီးတော့မှပတ်အော်နေတာတွေတွေ့ရတယ်အဲ့ဒါကကြိုက်တာဒီစတိုင်တွေကိုကျွန်တော်ကြိုက်တာအဲ့လိုမျိုးဖြစ်နေရမှာ ဒီနေ့ထားမှာကစားသမားတွေကလည်းဘလို့လဲပြောချင်တာကဒီလက်ထိပ်ဘောနဲ့ဂိုးပေးလိုက်ရတာကိုပဲသူတို့ကလုံးဝမခံကျင်တဲ့စိတ်တွေများပေါ်လာတယ်လို့ဖြစ်ပြီးတော့မှပို့ပြီးတော့မှဘလို့လဲစီလုံးမှုစစ်စစ်နဲ့ကစားကွက်ကိုကျွန်တော်ပြင်တွေ့ခဲ့ရတော့နောက်ပိုင်းမှာတပြေးပြေးနဲ့ပို့ပြီးတော့မှဇက်စင်ကမြင်လာဒီလိုနဲ့ပဲကျွန်တော်စက်ကစားနဲ့နီးပြားကလည်းလူစားလဲမှုလုပ်တယ်ဒါကအင်မတန်ကောင်းတဲ့လူစားလဲမှုတွေနော်မဖြစ်နိုင်တဲ့အဆုံးမှာလုံးဝသူ့ရဲ့လူစားလဲမှုတွေကဒါ ဘယ်လိုလဲဒွန်းအောင်တိုင်းဆိုတဲ့အနေထားတွေပေါ့နော်ကျွန်တော်တို့ဒါလီမရော့စကီကိုထားပြီးတော့မှအိုမိုကိုထောက်တယ်ပုံမှန်ဆိုတာကျွန်တော်တို့ပုံမှန်အတွေးလေးနဲ့တွေးမယ်ဆိုရင်တော့ကျွန်တော်ဒါအိုမိုကိုထားမယ်လီမရော့စကီကိုထောက်မှာချိန်နေပေါ့ဘာကြောင့်လဲဘေးကဖြုံနှိမှုတွေနည်းနည်းများတဲ့အနေထားဖြစ်နေဒါပေမဲ့လည်းနီးပြကအကောင်းဆုံးဆုတ်ဖြတ်နိုင်ခဲ့တယ်ဒန်နီအိုမိုထောက်ပြီးတော့မှသူကဒီဖာနန်တော်ဒါတို့ထည့်တယ်ပြီးတော့မှလီမရော့စကီကိုပြန်ထားစေခဲ့တယ်ပြီးတော့ကွင်းလဲမှာဆိုရင်ကျွန်တော်တို့ကာဆာဒိုအစားဒီကျွန်တော်ရဲ့ဒီအဲလီကာစီယာဝင်ကစားတယ်ပုံမှန်ဆိုအဲလီကာစီယာနောက်တန်းကစားသမား ဒါပေမဲ့လည်းဒီနေ့ပွဲမှာ Frankie ဒီကြောင်မကစားနိုင်တဲ့နေရာမှာတော့ Elika Sia ကိုကွင်းလှည့်ထိထားကစားဒါကလည်းအလုပ်ဖြစ်စေခဲ့တယ်ဒီလိုနဲ့ Barcelona 82မိနစ်အရောက်မှာကျတော့ခြေပကိုစားရတယ်ဒီကူကတော့ကျွန်တော်ရဲ့ Lewandowski ရှင်ပန်းနဲ့ထိုင်ပြီးတော့မှဒီခန်းစစ်ကစားသမားနှစ်ယောက်ကြားနဲ့လန့်ကန့်သွားတဲ့လုံးအင်မတန်လာတဲ့အလုံးလေးပြောမဆိုဘူးလေလွယ်တဲ့ဂိုးတွေကြတော့မဝင်ဘူးဒီလိုမဖြစ်နိုင်တဲ့အနေထားမှာတွေကြတော့ဂိုးလလပလေးသွင်းသွင်းပေးခဲ့တာပေါ့ဒါကလည်း Hansi Flick Lewandowski ဘလို့လဲထားပြီးတော့မှဆက်သုံးစေခဲ့တဲ့အကျိုးဆက်လို့တော့မြင်မိတယ်ဒါနဲ့ပဲကျွန်တော်2-1 2-1နဲ့ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဘာစီလိုနာတဖြည်းဖြည်းနဲ့ဘယ်လိုလဲကစားအားပို့ပြီးတော့တက်လာတယ်ဒီလိုနေသားမှကျွန်တော်နောက်ထပ်5မိနစ်ကြာမှာပဲနောက်တကူထက်ရတယ်ဒီကူတော့ကျွန်တော်ဖာနန်တော်ဒတ်ရာဖိညာရဲ့ဖြတ်တင်ပေးပွဲနဲ့စပြီးတော့မှဖာနန်တော်ဒတ်ခေါင်းတိုက်ပြီးတော့မှကိုသွင်းပေးတယ်ပြောချင်တာတော်ဒတ်လိုကစားသမားကဖတ်လိုက်နဲ့အနေနဲ့ပါလာမယ်ဆိုရင်တော့ဒါကျွန်တော်တိတ်မကြိုက်တဲ့ကစားသမားလို့ပြောလို့ရတယ်ဒါပေမဲ့လည်းသူကဒီပွဲရဲ့ဘယ်လိုလဲနောက်ပိုင်းမိနစ်တွေမှာဝင်လာတယ်ဒုက္ခရောက်နေခြင်းနဲ့ကြက်တယ်ဆိုတဲ့အနေထားမျိုးတွေမှာဆိုတော်ဒတ်ကအင်မတန်ချင်းစွမ်းပြတဲ့ကစားသမားတယောက်သူကဖတ်လိုက်နဲ့အနေနဲ့ပွဲထွက်လာပြီးဆိုရင်တိတ်ပြီးတော့တလောက်ထိမဟုတ်နေဘူး ခွင့်ရည်ဖြောင်းနေတယ်ဘာလုံးနေလဲမသိဒါပေမဲ့ကျွန်တော်လိုအပ်နေပြီလားလိုအပ်နေတဲ့အချိန်မျိုးတွေမှာတော်ရကလုံးဝဘာစီလိုနာကိုအမြဲတမ်းကဲတင်တဲ့ကစားသမားနောက်ပိုင်းနှစ်တွေမှာနောက်ပိုင်းပွဲတွေမှာပေါ့နော်ဒီလိုမျိုးတော့ကျွန်တော်မြင်တွေ့တယ်ဒါနဲ့တော်ရရဲ့ဂိုးဝင်ပြီလေကျွန်တော်6မိနစ်တွင်မှာ9ဂိုးပြန်သွင်းတယ်ဒါပုံမှန်ဆိုရင်ပေါ့နော်ဒါဘာစီနော်ဖန်တော်များလည်းအိတ်သွားမဲ့ထင်တဲ့အနေထားမျိုးတူးစီးဖြစ်သွားတဲ့အနေထားမှာမျောလင်းချမရှိတဲ့အနေထားဖြစ်နေတဲ့တိုင်အောင်ကျွန်တော်တို့ကဒါ6မိနစ်တွင်မှာတူးတူးပြင်ချလက်ပြင်ရလာတယ် ပြောမှာဆိုနောက်ဆုံးမိနစ်20မှာကျွန်တော်တို့ကဒါ photo ဆိုတဲ့ရလတ်ထီအောင်ဖြစ်သွားတဲ့အနေထားဖြစ်လာဒါနဲ့ပဲ personal sub type ပဲဘို့လို့လေသူကစားအပူဘလို့ကမြင်လာတယ်ယုံကြည်ချက်တွေမြင်မာလာတယ်အဲ့ဒီနောက်ပိုင်းမိနစ်20ကိုပဲ personal အကောင်းဆုံးကစားတယ်လို့မြင်မိတယ်ဒါနဲ့ sub type ဆိုလို့ကျွန်တော်တို့ကဖိအားပေးပြီးတော့ကစားနိုင်ခဲ့တယ်နောက်ပိုင်းဒီနီးပြားကလည်းလူစားလဲမှုတွေထပ်လုပ်တယ်ဘာကြောင့်ဆိုတော့တီကိုကကြာကြောင်ချောင်းတဲ့အသင်းမျိုးဒီကောင်တာတက်နေတာတွေက personal ရဲ့ဒီခန်းစစ်ကစားသမားတွေဘယ်ဒေတို့ပဲတို့ခွန်ဒေတို့ပဲတို့လောကဒုက္ခပေးနေတဲ့အနေထားတယ်ဒီလိုအနေထားမှာနီးပြားကြီးကလည်း တို့လည်းထပ်ပြီးတော့လူစားလဲတာနောက်ချန်ကစားသမား၂ယောက်ထပ်လဲတယ်ကျွန်တော်ဂျရမတင်ကဘယ်ဒီစားဝင်တယ်ပြီးတော့မှကျွန်တော်ဂျွန်ရယ်အာရူထပ်ပြီးတော့မှခွန်ဒေစာထပ်ဝင်ပြောချင်တာကဘလို့လဲဒီနေသားမှာကျွန်တော်ကတိုက်စစ်ကိုမြင်ရမယ့်နေသားပေါ့နော်ဖာမင်လိုပတ်တို့ဘာလို့ဒီလိုချတိုက်လေထဲသွင်းတင့်ပေးမယ်လဲမသွင်းမနေမဲ့သူကဘလို့လဲခန်စစ်ကိုထပ်ထားလိုက်တော့ခန်စစ်ကစားမယ်လို့ထင်ခဲ့တယ်ဒါကတော့အမှန်တော့မဟုတ်ဘူးအသိရဲ့ဘလို့လဲပို့ပြီးတော့မှစီလုံးမှုအားနဲ့စရုံးဖြစ်လာအောင်သူကထပ်ပြီးတော့မှ ဘောဆက်လိုက်တယ်လို့တော့မြင်မိတယ်ဒါနဲ့ပဲပါဆိုတော့ပုံပြီးတော့မှကစားအောင်လာတယ်စတိုက်ဆိုတော့နောက်ပိုင်းမှာကျွန်တော်ကလုံအောင်ဒီခရော့တွေစတိုက်ဂိုးတွေလမ်းကန်လာတယ်ဒီလိုအလုံးနဲ့ကျွန်တော်အများကြီးတွေးခွင့်ရခဲ့တယ်စတိုက်ဖိကပေးကစားနေနေမှာကျွန်တော်မိနစ်60ပေါ့နော်နောက်ဆုံးဒီအချိန်ပေါ်မှာလာမရမှာရဲ့အသေးခွဲကိုဒီဂိုးလေးကတော့တကယ်တမ်းအင်မတန်လေးလာတယ်တပွဲလုံးအောင်လည်းဒီချတိတ်လေးကမဝင်ခတ်တက်နေအများကြီးကျွန်တော်တွေးခွင့်ရခဲ့တယ်ဒါပေမဲ့လည်းသူရဲ့နောက်ဆုံးဒီအချိန်မှာအချိန်ပေါ်မိနစ်မှာသွင်းတဲ့ဂိုးလေးကတော့တကယ်လာတဲ့ဂိုးဒီဂိုးကတော့အမတန်ပြောရရင်တော့ကန်သွားတာကဒါတစ်ဖက်ကစားသမားနဲ့ထိပြီးတော့မှလမ်းကြောင်းပြောင်းသွားတာပေါ့နော် ဒါကလည်းဘယ်လိုလဲလာပါတဲ့ကိုတကူဖြစ်လာတယ်ဒီကိုကျွန်တော်တို့ဒါအချိန်ပေါ်မှာ3 1 3 2ဆိုရရလနဲ့အနိုင်ရတယ်လုံးဝတကွင်းလောက်အုပ်ကျင်းဖြစ်သွားတယ်ကစားသမားတွေလုံးဝဒီနေရာမှာဟန်စီဖလစ်ဆိုကျွန်တော်ဘယ်လိုလဲတကယ်ကိုခလေးတယောက်လောက်ခုံပေါက်နေတော့တွေးရတယ်ဒါသူရဲ့သပဲ့လေးပေါ့နော်ဒီ18သားလေးရဲ့ဂိုးမှအင်တန်ပျော်နေတဲ့နေပြားကိုကျွန်တော်ထပ်တွေးတယ်ပြီးတော့မှဒီကိုအောင်ပွဲခံပြီးတိတ်မကြခင်မှာနောက်ဆုံးမိနစ်မှာကျွန်တော်တို့ကလေကိုမြောက်ဖြစ်တဲ့နောက်ထပ်အသေးခွဲကိုကိုနောက်ဆုံးမိနစ်မှာဖာနန်တော်ရကထပ်သွင်းပြီးတော့မှကျွန်တော်တို့က4-2ဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့တယ်ဒါကကျွန်တော်တို့ စပိန်ဘီယံဖလားဆီမီဖိုင်နယ်ဆင်မှာဘာစီလိုနာ4-2ဆိုတဲ့ရလတ်မျိုးရခဲ့ဘူးတယ်ဒါပေမဲ့နောက်ပိုင်းမိနစ်တွေထိမ့်သိမ်းမတက်ခဲ့လို့ဆိုတော့ကျွန်တော်တို့ပေးကိုပေးပြီးတော့မှအဆုံးဘယ်လိုလဲတည်ရပြန်ကြားခဲ့တဲ့အနေထားဖြစ်သွားတာဒီနေ့ပွဲမှာလည်းကျွန်တော်တို့ကဒီကို2-0နဲ့နိုင်တယ်ဒါပေမဲ့၄ကိုပြတ်သွင်းနိုင်တယ်ဒါကတကယ်ကိုချီကျူးစရာပဲဒီနေရာမှာကျွန်တော်နီးပြားကိုလုံးဝချီကျူးသင့်တယ်ဘာကြောက်လို့ဆိုတော့သူ့ရဲ့လူစားလဲမှုတွေကတကယ်ကိုအလုပ်ဖြစ်ခဲ့တယ်ဒီနေ့ပွဲမှာကျွန်တော်ပြောပြပါတယ်အဲ့ဒီဒီကိုနဲ့ဒီ ဖိုးဖိုးဖြစ်သွားတဲ့ပုံမှာနီးပြရဲ့လူစားလင်းမှုမားတာကျွန်တော်ပြောပြတယ်ပြီးတော့မှဒီနီးပြကအမားတွေတွေ့ရင်နောက်တစ်ချိန်မှာလုံးဝပြင်ဆင်တတ်တဲ့နီးပြမျိုးကျွန်တော်ယုံကြည်မှုပြည့်စုံတယ်ဆိုတဲ့စကားလည်းကျွန်တော်ပြောခဲ့တယ်ဒီဗီဒီယိုထဲမှာအလားတူပဲဒီနေ့ပုံမှာတကယ်ဝမိုက်တယ်လားပုံစံတူဖြစ်လာတဲ့အနေထားမှာသူ့ရဲ့လူစားလင်းမှုတွေတကယ်ဝမိုက်တယ်အလုပ်ဖြစ်ခဲ့တယ်ဒီနိုင်ပွဲကြောင့်ပဲဘာဆိုနာအခုဆိုလာလီဂါ29ပွဲကစားပြီးတဲ့အနေထားမှာဇီယာရဲ့နံပါတ်1နေရာကိုပြန်တက်သွားပြီးရမတ်260ဆိုတဲ့ရမတ်နဲ့ရမတ်60နဲ့မတ်တူပေါ့နော်ဒီရေမတ်တွေနဲ့မတ်တူဖြစ်ပြီးတော့မှအခုဆိုရင်အဆင့်တက်မှာပြန်လဲဥဆောင်နေပြီကျွန်တော်ကပွဲကြံတဲ့ပွဲကြံတဲ့ အခုဆိုရင်ပွဲချက်မကစားသီးတိုင်အောင်เนาะကျွန်တော်တီကိုကိုလေးမှတ်ဖြတ်သွားပြီဒါပုံမှန်ဆို3သင်းလုနေတဲ့အနေထားမှာတီကိုကတဖြည်းဖြည်းနဲ့ဒီတိုင်တယ်တွေကနေဖယ်ပေးရမယ့်အနေထားဖြစ်လာပြီဘာစီလိုနာကအဆင့်တစ်ကနေလေးမှတ်ဖြတ်တာပေါ့တကယ်လို့သာသူ့ရဲ့အင်ကွင်းဦးစားဆူနာနဲ့ပွဲကိုအနိုင်ရရှိခဲ့မယ်ဆိုရင်ခုနှစ်မှတ်တတိတီကိုဖျက်မယ့်အနေထားဖြစ်သွားပြီဒါတီကိုကတည်းပြောမှဆိုနည်းနည်းလုံးဝတဖြည်းဖြည်းနဲ့ ပယ်လာတဲ့အနေဘလို့လဲတဖြည်းဖြည်းနဲ့သူ့ရဲ့ချန်ပီယံကြီးလန်းကြောင်းတဲ့အနေထွက်ခွာသွားရပြီလို့ကျွန်မြင်တယ်။ဒါပေမဲ့ဒီကိုကစားသမိုင်းဒီနေ့ပွဲမှာတကယ်ကောင်းတဲ့မူလီနာတို့ဝင်လာပြီးတဲ့နောက်ပိုင်းဒုက္ခပေးနေတာလဲအမြင်တမ်းမိုက်တယ်။ပြီးတော့မှကျွန်တော်အေဗာရက်လီဆိုရင်တကယ်လိုချင်တဲ့ကစားသမိုင်းတကယ်ကြိုက်တဲ့ကစားသမိုင်းတကယ်ကောင်းခဲ့တယ်။ဘာစံလဲတွေ့တယ်လဲဒုက္ခပေးခဲ့တယ်။ဒီနေ့ပွဲမှာကျွန်တော်ကစားသမိုင်းတွေပြောမှမဆိုခြုံငုံပြီးကြည့်ရရင်တော့ဒီမိနစ်90လောက်ထိကကျွန်တော်တို့ကလုံးဝဘယ်လိုလဲဥတီယာမဲ့နေပြီးတော့ကစားနေတာတွေ့ရတယ်ပြီးတော့မှနောက်ပိုင်းမိနစ်20လောက်မှာပဲဖိဖီစီနဲ့ကစားနိုင်ခဲ့တယ်။ ကောင်းဆုံးခြေစွမ်းမဟုတ်သည့်တိုင်အောင်တော့မှကောင်းဆုံးရလဒ်တစ်ခုပိုင်ဆိုင်နိုင်ခဲ့တဲ့တွတ်တော်တာလုံးဝဂုံချီကျူးထိုက်တယ်လို့တော့ကျွန်တော်မြင်မိတယ်ဒီနေ့ပွဲစဉ်မှာရောဘီကစားသမားတွေတကယ်ကောင်းခဲ့တယ်ဘီကစားသမားတွေလိုအပ်ချက်ရှိသေးလေဆိုတာပါစီလိုနာဖန်တွေအနေနဲ့ကျွန်တော်ကိုမလေးနဲ့မှာမချက်ရေးသွားကြဖို့တော့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဘာဖြစ်ပါစီလိုနာကတော့လက်ရှိမှာနောက်ထပ်နှစ်ပွဲကစားမှာပေါ့နော်ကျွန်တော်တို့အင်ဂွင်းတွေအဝေးကွင်းအစပန်ညိုပွဲတစ်ပွဲကစားမယ်ပြီးတော့မှအင်ဂွင်းဂျီရိုနာနဲ့တစ်ပွဲကစားပြီးရင်တီကိုကနောက်ထပ်တစ်ချိန်စပိန်ဘီယင်ဖလားစီမီဖိုင်နယ်ဒုတိယကြော့ပွဲစဉ်အနေနဲ့တီကိုကွင်းမှာထပ်ကစားဖို့ရှိတယ် ဒီပွဲစဉ်မှာဘာတွေဖြတ်ဖြစ်အောင်မယ်ဆိုတော့ကျွန်တော်နောက်ထပ်တစ်ကြိမ်ရေခုံစွာနဲ့ပဲစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်အားလုံးသူပဲကျေးဇူးတင်စီပါတယ်